2025ခုနှစ်ဇွန်လ9ရက်နေ့တွင်ကြာရောက်မိကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကိုဘကိုးတိုင်းဒေသကြီးတရားဝရီခရိုင်ပြင်ကြားရေးနှင့်ပြည်ဆန်ဦးစီးဌာနလူထုချေပြုဖို့ဌာနတွင်မေလ16ရက်နေ့နနက်8:00နာရီကကျင်းပခဲ့ပါသည်။ ဆိုပါဟောပြောပွဲတွင်တရားဝရခရင်ပြည်ချိုင်းနှင့်ပြည်ဆန်ဦးစီးဌာနခရင်ဦးစီးမှုကအပွဲမတ်စကားပြောကြားပြီးခေပောင်ဝင်းချေထိန်သိမ်းဦးစီးဌာနမှဒုတိယဦးစီးမှုဦးဟိတ်ထိုင်အောင်ကပလတ်စတစ်အသုံးပြုမှုကြောင့်ပလတ်စတစ်ဤဆိုချုံများအကြောင်းပလတ်စတစ်ရောဘစေရေးဆောင်ရွက်ရမည် 5RS နည်းစနစ်များအကြောင်းနှင့်ထိန်သိမ်းရမည်လုပ်ငန်းများဆောင်ရွက်ရတွင်လူထုအလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းတို့ကိုအကျဉ်းတဝင့်ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည် ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်ကိုလည်းယခုလိုပြောကြားခဲ့ပါတယ်။အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်ဒီ plastic plastic ကို short ချသုံးဆွဲဖို့အတွက်ပေါ့နော်။အဲကျွန်တော်ဒီကမ္ဘာနိုင်ငံအသီးသီးမှာဆိုရင် plastic ကို short ချသုံးဆွဲဖို့အတွက်ဥပဒေတွေဟောပါပေါ့နော်။စီးမြင်းတွေချမှတ်ပြီးတော့ဒါဟောထားတာဖြစ်တယ်။ကျွန်တော်ဒီမှာဆိုလို့ရှိရင်လည်း ဒီ2023ဒီကမ္ဘာပေါ်ရင်ထင်းသိမ်းနေရောဆိုရင်လည်း plastic နဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်ဒီ short charge အသုံးဆက်ဖို့အတွက်ပေါ့နော် plastic ကိုဒါထိန်းချုပ်ဖို့အတွက်ပဲကျွန်တော်ဒီ thin strip ထုတ်ခဲ့တယ်။ခု2025မှာဆိုရင်ရှင်လည်းဒါ plastic နဲ့ပတ်သက်ပြီးတော့ပဲဒါထုတ်တယ်ပေါ့။ဒီအရာကိုကြီးကြီးအပြင်ကျွန်တော်ဒီ plastic ကကျွန်တော်ဒီဟိုတဘာပေါင်းညုံထိခိုက်ထိခိုက်ပျက်စီးမှုအတွက်ပေါ့နော်အရန်ယူဒါဆိုးရတဲ့အခြေအနေတွေဖြစ်တဲ့အတွက်ကြောင့်ဒီ plastic ကိုကျွန်တော်ဒါထိန်းချုပ်ဖို့အတွက်ဒါရည်ရွယ်ပြီးတော့ဒါပါဖြစ်တယ်ဟိုပါပေါ့နော်ကျွန်တော်ဒီဟောပြောပွဲလောရတာဖြစ်တယ်အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ဟောပြောတဲ့အကြောင်းအမှာဆိုလို့ရှိရင် plastic လတ်စတစ်ကဆိုးကျိုးတွေအန်နေရတွေပေါ့နော်ပလတ်စတစ်ကိုရှော့ချသုံးဆက်ဖို့အတွက်ဟိုနီလန်းနေဘယ်လိုမျိုးဆောင်ရမလဲဆိုတဲ့ဥစ္စာတွေကိုကျွန်တော်အဓိကထားပြီးပြောကြားသွားဖြစ်ပါတယ်ဗျာဟုတ်ဆိုဝါဟောပြောပွဲတို့တယောက်လာကြတဲ့မိဘပြည်သူများကိုကမ္ဘာပအောင်ခြင်းထိန်သိမ်းနှင့်အထိတ်အမှတ်အသိပညာပေးလက်ကမ်းစာဆောင်များကိုဖြန့်ဝေပေးခဲ့ကြောင်းသိရပါတယ်ရှင်